ဆရာမန်းတင်ဤဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်မောင်းပြုံးချူစာအုပ်မှာအစွမ်းငုံခစ်လို့အမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။အစွမ်းငုံညီညွတ်ကြပါ အစွမ်းငုံတန်ရှင်းကြပါ အစွမ်းငုံအလုလုကြပါဤတို့ပြောပါသည်ဤတို့ဟောပါသည်ဟောအစွမ်းငုံညီညွတ်နေကြပါခလေးတွေကိုကြည်ပါဦးညင်ရပါပြီတိရပါပြီ မြမမြမချင်းရန်သူဖြစ်ရဲဘော်ရဲဘော်ချင်းမသိင်ကွန်မြူနစ်ကွန်မြူနစ်ချင်းတက်ကရင်ကရင်ချင်းနှံပြည်တော်စုသားအချင်းချင်းလည်းတွယ်နေကြပါသည်ဒီအကြောင်းတွေကိုနေ့စဉ်နေ့တိုင်းကြားနေရပါတယ်သိနေရပါတယ်မြင်လဲမြင်နေရပါတယ်တနေ့လျင်24နာရီလုံးလုံးအတုံးအယုံလက်နက်အမျိုးမျိုးနဲ့တည်နေကြရလေတယ်တောနယ်များတွင် ဖြစ်ပျက်နေပုံတွေကို ကြည့်ကြပါအောင်ဆို့ မောင်ပြုံးချူတာဝန်ယူနေရသော နေကလေးကိုကွင်း၍ကြည့်ပါဦးမြို့နယ်တစ်ခုလုံးတွင်တကြီးပိုင်35ပိုင်ရှိတယ်ရွာသိမ်ရွာငယ်ပေါင်း100ကျော်ရှိတယ်နေသူနေသားများမှာ လေသမား၊ကိုင်းသမား၊အင်းသမားများဖြစ်ကြတယ်။ညတိုင်းလိုလိုအရက်လေးမျက်နှာမှာတနတ်တန်ကြားရတယ်။နနတ်မိုးလင်းနေတည်င်းကောင်းကိုနားဆွင့်နေရတယ်။မင်းညကတနတ်တန်ကမြောက်ဘက်ရွာကတိုက်တာတဲ့ ရွှေ20သားပါသွားဆိုပဲလူပေါင်း30လောက်ရှိတဲ့ဗရင်ကလည်းပါတဲ့မိန်းကလေးတယောက်ကိုတစားကန်ခေါ်သွားတာအခုထက်ထိပြန်မလွတ်သေးဘူးမောင်ပြုံးချူဟာကြောစိတ်မိတယ်ရဲအဖွဲလဲမရဲနိုင်ရှာတခါတရံလဲညာကြီးမင်းကြီးလူနာတွေရောက်လာကြတယ်ဆရာဝန်လဲအေးအေးမနေတာအချို့လဲဆေးရုံမှာပင်အသက်ထွက်သွားကြပါတယ်အချို့လဲလမ်းမှာပင်တည်တယ် တည်တန်းစစ်ချက်ကိုမှမပေးနိုင်ရှာရှေးတုန်းကဓမြမှုများယခုလောက်မပေါ်ရှားပါလှပါတယ်ဓမြတိုက်ရာတွင်တနက်ပါတယ်ဆိုရင် အထူးတုံ့လုပ်စရာကောင်းတယ်ဆိုင်ရာပလိတ်တွေခေါင်းကြီးကုန်တယ်ဓမြတိုက်တဲ့နေရာသို့ချက်ချင်းရောက်ကြရတယ်အေးယူစရာရှိသည်ကိုချက်ချင်းအေးယူကြရတယ်ဖမ်းစရာရှိရင်မဆိုင်မတော်ဖမ်းကြရတယ်ဓမြမှုမပေါ်ရင်ဆိုင်ရာပလိတ်တွေအထက်မှအထုခံကြရတယ် ဆိုင်ရာမျိုးပိုင်းနေပိုင်းများလည်းအချင်းချင်းဖြစ်ရာအရက်တို့ချက်ချင်းတွားရောက်စစ်စစ်ကြည့်ရှုကြရတယ်။ဓမြများမိလာရင်ထူးထူးဆန်းဆန်းလူတွေဝိုင်းကြည့်ကြရတယ်။အချို့လဲဓမြကိုညနေချင်းဆိုင်မကြည့်ဝန်းကြချောင်းမြောင်း၍ကြည့်ကြရတယ်။ဓမြမှုစစ်စစ်သော ရုံးတွင်နားထောင်သူတွေစီကားလာတယ်။သတင်းစာတွေကလည်းဓမြမှုဆိုရင်ခေါင်းစည်းစလုံးမဲကြီးတွေနဲ့အထူးအဆန်းဖော်ပြကြတယ်။အခုတော့ ဓမြတိုက်တာမဆန်းတော့ပါရိုးနေပါပြီရိုင်းဖယ်တနက်တလက်နှစ်လက်လောက်နဲ့လာတိုက်တော့ဓမြဟာအညတရမြတာဖြစ်တယ်လုတ်တနက်နဲ့လာတိုက်တော့ဓမြဆိုရင်ဓမြကြီးတွေကသူတို့ဂုံကိုဖြစ်တယ်လို့ဆိုကြပေမယ်အခုများတိုက်ရင်ဘရင်စတင်းထဲမှာလာတယ်လက်ပစ်ဘုံတွေကလည်းပါလိုက်သေးတယ်ဖောက်လိုက်တဲ့တနက်ကလည်းစစ်ပွဲကလေးဓမြအတန်တွေကလည်းအမျိုးစုံပါပြီဘုံတိုင်းတက်တက်တက်အုံး ပါသွားကုန်ပြီဗျဘသူအိမ်ပါသွားလဲဘသူအိမ်ကရမလဲရွာလုံးကျွတ်ဒီလိုမှသာဓုညီမြစနစ်ဘသူမှချမ်းသာမပေးအားလုံးကုန်ကျိတ်သွားတက်လေတယ်ပြန်ပေးလုတ်သူတွေကလည်းပေါ်ပါပြီငွေရလွယ်သောအလုံးမူလူတိုင်းလှုပ်ချင်နေကြတယ်အရင်မဆိုင်ရဘဲနဲ့အမျက်ကြီးရသည့်အလုတ်ပေကိုကြီးစမ်းပါအောင်ဟိုတနေ့ကမြောက်ဘက်ရွာမှမိမကြီးတယောက်ကိုလူစုတွေဖမ်းသွားကြတယ် သူ့ကိုပြန်ယူလို့လင်ငွေတထောင်ပေးရမယ်လို့စာချလိုက်တယ်။ဆွေတွေမျိုးတွေငွေစုကြရတယ်။ငွေတထောင်တရက်အတွင်းပြည့်သွားတယ်။ထို့နောက်ချင်းဆိုတဲ့နေရာသို့ငွေတထောင်ကိုပိုက်ကာတယောက်ထဲလိုက်သွားရတယ်။သူတို့ပြောတဲ့အတိုင်းပဲငွေတထောင်ကိုယူ၍မိမကြီးကိုပြန်လှုပ်လိုက်တယ်။မိမကြီးပြန်ကနီးမှာ ကိုရွှေလူစိုးတို့ကဝတ်စုံတစုံနဲ့ပိန်းနံဖက်နဲ့တရံကြောလိုက်သေးတယ်။ဒီတွင်မကသေးခြေဆုရှင်ကြီး တတ်တော်ရတော်ရှိပါစေလို့ဆုတောင်းကလူဆိုးတွေနဲ့တကွာဇနီးသားသမီးများကပါရှစ်ခိုးကြော့လိုက်ကြသေးတယ်မိမကြီးအိမ်ပြန်ရောက်လာတော့အခါမျက်နှာသေးကလေးနဲ့နေခဲ့တော့တားဖြစ်သူကဒေါသအမျက်ချောင်းချောင်းထွက်၍ရဲအဖွဲ့ကိုတိုင်ကြီးတကဲကဲဖြစ်နေတယ်မမေကိုသနာရင်မတိုင်မာနဲ့ငါသားရဲ့လို့မိခင်ကြီးကတောင်းပန်ရရှာတယ်ဒီလိုဂရိတီတဲ့လူပြန်ပေးသမားများရှိတယ်လို့ဂရိမတီအလွန်ရိုင်းသော ြန်ပေးသမားများလည်းရှိပါသေးတယ်။အချို့မိမပြိုကလေးများကိုဖမ်းသွားတယ်။ချင်းနဲ့အတိုင်းငွေသွားပေးတော့လေငွေကိုယူလိုက်၍လူကိုပြန်မလှော့ပြန်လွတ်လာသောအခါ၌လည်းကဗ္ဗတေယဖြစ်လာကြကုန်တည်းအချို့လည်းလူကိုတတ်ချင်၍ဖမ်းဆီးသွားသည်လည်းရှိသေးတယ်။သို့သောထုံးစံအတိုင်းဈေးတော်ဆူလိုက်သေးတယ်။ဆိုတဲ့ဈေးကလည်းမပေးနိုင်တဲ့ဈေးကိုဆူလိုက်သေးတယ်။ဥပမာငွေတစ်ထောင်လောက်ရအောင်ဆူ၍ ရွေးနိုင်မည်မဟုတ်သူကိုတတောင်းပေးမှ အသက်ချမ်းသာပေးမယ်။ဘယ်နှစ်ဘယ်ချိန်ဘယ်နေရာတွင်လာရောက်ရွေးယူရမယ်။ဒီထက်နောက်ကျရင် အလောင်းကိုသာရလိမ့်မယ်လို့ဆိုတယ်။တာမယားဆွေမျိုးတို့ဟာခေါင်းချင်းရိုက်ကြပုံနဲ့ငုံငိုရီရီနဲ့ငွေစုကြတယ်။အဘယ်မှာလဲစင်းရဲသားလေသမားတို့ဟာငွေတတောင်းစုနိုင်အံ့နီ။ထို့ကြောင့်ချင်းဆိုတဲ့အချိန်တွင်ချင်းဆိုသည့်နေရာသို့သွား၍ချင်းဆိုသည့်အတိုင်းမပေးနိုင်။နောက်တစ်နေ့တွင် လရထိုးနေသောအလောင်းကိုတွေ့ရလေတော့တယ်ဒီလိုတတ်တတ်တက်ချင်၍ဖန်စီသွားသော သူများအဖို့မူကားငွေပေးလင်လဲဖို့မရဓမ္မဆုံးဖြစ်တတ်ပါတယ်ငွေကိုလည်းယူလိုက်၍လူကိုလည်းတက်လိုက်တတ်ပါတယ်အစကလေးကတက်ချင်လို့ခေါ်သွားခြင်းဖြစ်နေမှာကိုရသမျှငွေတော့အမျက်ပေါ်ရှေးကဆိုရင်နွားလောက်သာအထောက်များပါတယ်လူကိုပြန်ပေးလို့သည်ထောင့်သည်ဟူ၍တိတ်မရှိလာပါအလွန်ရှားပါတယ် တခါတရံမှသာကြားရသိရပါတယ်။ယခုတော့ဒီလိုအမှုမျိုးတွေနေ့စဉ်လိုလိုကြားနေကြရပါတယ်။နွားထောင်ရမှလူကိုထောင်ကြတယ်။တဆင့်တက်လာခြင်းဖြစ်တယ်။ထို့နောက်တက်ရှိများသာမဟုတ်ပဲတက်မဲ့များကိုလည်းထောင်စာပြုလာကြတယ်။တနေ့တွင်တောင်ဘက်ရွာကတကြီးမင်းဥတာကလေးဤအိမ်ကိုထောင်နေ။ထောင်သည်ဆိုရ၌အိမ်ကြီးကိုရွှေ့ယူသွားခြင်းမဟုတ်ဘယ်နေ့ဘယ်အချိန် ဘယ်နေရာသို့လာ၍ငွေတထောင်ပေးရမယ်။မပေးရင်အိမ်ကိုမီးရှို့ပစ်မယ်လို့စာချခြင်းဖြစ်တယ်။ဥတာကလူကအတော်ကောင်းပါတော်သူဖြစ်တယ်။ဘာဖြစ်လို့ပေးရမလဲဆိုကဂယုမဆိုင်ပဲနေတယ်။အချိန်လွန်သွားပြီဖြစ်တော့လဲဘာမှမဖြစ်။ဥတာကလူကြီးကလက်ခမောင်းခတ်၍ကျင်းလီတော့တယ်။ဘာရမလဲတာဝရငါ့ကိုလာဆန်းလို့သို့တော်မကြခင်ဥတာကလူဤနွားတရှင် စကြက်မှပျောက်သွားတယ်။တောင်းတောက်အောင်လိုက်ရှာကြတော့လေအဆအနာကိုမှမတွေ့။သုံးရက်လောက်ကြာမှအရှိချောင်းပြားတွင်တရေနဲ့ဦးကောင်းများကိုသာတွေ့ရလေတော့တယ်။လူကိုအမြင်ကပ်၍နွားကိုတတ်စားခြင်းဖြစ်တယ်။ဦးတာကတော့ကို အားကျ၍နေမိတော်သူတယောက်ဒုက္ခရောက်ပုံကိုလည်းကြားရပါသေးတယ်။လေသမားဦးဖို့သားဤဇပစီတဲတွင်စပား900ခန့်ရှိတယ်။ငွေ900ပေးရင်ပေးမပေးရင်စီကိုမီးရှို့ပစ်မယ်လို့စာချတယ်။ နေရနဲ့ရက်ချင်းကိုလည်းပေးတယ်။ဥဖိုးတာကဂယုမဆိုင်။ဆယ်ရက်လောက်ကြာတော့ခါဥဖိုးတာဤဇဘစီကိုမိလောင်ရာအိမ်ပါပါသွားတယ်လို့သတင်းကြားရလေတယ်။ဥဖိုးတာတို့ဇနီးမောင်နှံနဲ့သားသမီးတစုက အော်ဟစ်ငိုကြွေးကြကုန်တယ်။ထောင့်သူများလည်းတဖြည်းဖြည်းအစဉ်အတန်းနှိမ့်ကြလာကြကုန်တယ်။အိမ်မှဇဘစီဇဘစီမှကောက်ရိုးပုံတို့ရောက်လာကြကုန်တယ်။ကောက်ရိုးပုံဟာလေသမားများအဖို့ အလွန်အရေးကြီးပါတယ်။ကောက်ရိုးမရှိရင်မိုးတွင်နွားစာအတွက်ခတ်ကုန်ပဲ။ဒီအကြောင်းကိုသိသော လူဆိုးတို့ဟာကောက်ရိုးပုံကို ထောင်းကြပြန်တယ်။ယခုလာဆန်း၃ရက်နေ့ညနေ၃နာရီအချိန်ထန်းတော်တဲ့သူငွေ15ချက်ကိုယူပြီးတယောက်တည်းခွေးလိုဥလာပါ။ပြက်ကွက်လျင်နောက်တနေ့ညအိမ်နောက်ဖေးကကောက်ရိုးပုံကို မီးတိုက်ညီဟုချင်းဆိုသည့်အတိုင်းသွားပေးရတော့တယ်။လူကိုကား မတွေ့မမြင်ရငွေပေးရတော့လဲတတတတမဟုတ် လူစင်စစ်ကခွေးလိုဥပီးပေးရတယ်အဲ့ဒီနောက်ကဇီးပင်ပေါ်တင်ထားခဲ့ပါခြုံညားထဲမှာအတန်ဩကြီးနဲ့အမိတ်ပေးလေတယ်ပေးတဲ့အမိတ်နော်မြတ်ကိုတသွေးမတိန်နာခံရတယ်ဒါနရှင်လဲလေးကံသောခြေလန်းနဲ့အိမ်ပြန်လာခဲ့ရတယ်15ချက်တော့ဆုံးပေါ်ဒီလိုကိစ္စတွေနေတိုင်းလိုလိုတွေ့နေကြတယ်ဒီလိုပဲ အမဲဖြစ်နေတော့မှလားအစွမ်းကုန်ကွဲပြေးပြီးအစွမ်းကုန်တက်နေကြပါတယ်အစွမ်းကုန်ညစ်ပတ်ပြီးအစွမ်းကုန်ရုပ်မာနေကြပါတယ်အစွမ်းကုန်စိုးသွမ်းပြီးအစွမ်းကုန်တိုက်ခိုက်လူရက်ပြန်ပြီးဆွဲနေကြပါတယ်ထို့ကြောင့်ဤခစ်ကို အစွမ်းကုန်ခစ်ဟူ၍တွန်းတင် နောက်လာနောက်သားသမိုင်းဆရာများသည်ကနာဟိမှတ်လီလောရောင်ကြီးတဲ့ 1949ဂျွန်25ဆရာမန်းတင်ဤဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှာအစွမ်းကုန်ခစ်လို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်။